ဘောလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဘာစီလိုနာအသင်းကမနေ့ကလာလီဂါပွဲစဉ်၁၇အနေနဲ့ပေါ့နော်သူတို့ရဲ့အိမ်ခွေးမှာအချီအသင်းနဲ့ဆင်ပြန်ကစားခဲ့ရတယ်ဒီပွဲစဉ်မှာဘာစီလိုနာက3-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်သို့ပေမဲ့ကျွန်တော်တို့ကဒါနိုင်ပွဲရရှိတယ်လို့ပြောလို့ရပါမယ်လေတကယ်တမ်းကျတော့ဘာစီလိုနာရဲ့မနေ့ကကစားပုံကပြောရမယ်ဆိုရင်တိတ်ပြီးတော့ကျွန်တော်ဘယ်လိုလဲအကြိုက်တွေ့တဲ့အနေအထားမျိုးမှမရှိနိုင်ဘူးဘာတွက်ကြောက်လဲဆိုတော့အချီလို့အသင်းပြဒီအသင်းကဒီနေ့မှတန်တက်လာတဲ့အသင်းဒီအသင်းကိုသူကစားသွားတဲ့အနေအထားကိုကျွန်တော်ကြည့်မယ်ဆိုရင် ဒေထပ်ပို့တဲ့သူ့ရဲ့လက်ပဲကဒေထပ်ပို့တဲ့အဆင့်မှာစီနေရမှာကစားပုံပိုင်းရောကစားကွက်ပိုင်းရောဘလို့မဆိုအပါစီကနေဖြစ်နေရမှာတကယ်တမ်းကျတော့အဲချီကလည်းဘာစီလိုနာကိုတော်တော်လေးကိုမနေ့ကကောင်းဆုံးနေထားနဲ့ပြန်လဲတုတ်ပြန်နိုင်တယ်ပြောမယ်ဆိုဘာစီလိုနာကအသင်ကြီးလို့သာနာမည်ခံထားပေမဲ့လည်းသူ့ရဲ့ဒီခံစစ်ကစားပုံတွေလက်ရှိလူအင်အားနဲ့ကျွန်ကြည့်မယ်ဆိုတော်တော်လေးကိုစိုးပါတဲ့နေထားလို့ပြောလို့ရတယ်။ဒါကြောင့်ဆိုတော့သူ့ရဲ့နောက်တန်းဒါကကျွန်တော်တို့အမြဲတမ်းပွေတိုင်းလို့လို့ပြောလို့ရှိတယ်။ဟန်စီဖလစ်ရဲ့ဒီ highlight သူ့ရဲ့တောင်းဆိုမှုမြင့်တဲ့မြင့်မာမှုပုံကလည်း လက်ရှိကစားသမားတွေရဲ့လုံနိုင်စွာနဲ့နည်းနည်းလေးကွာဟနေတယ်လို့မြင်မိတယ်။ဒါပွဲတိုင်းလို့လည်းကျွန်တော်ပြောဖြစ်တယ်ဒီနောက်တန်းကိုပဲ။ဒါပေမဲ့လည်းဒီနောက်တန်းကဒီနေထားပဲ။ဒီထပ်ပိုကောင်းလာဖို့ဆိုတာကျွန်တော်တို့တော့မရှိတော့လို့ပြောလို့ရတယ်။ဒီကစားသမားတွေကဒါအကုန်ပဲ။ဒါဒီနေ့ပွဲမှာကျွန်တော်ကြည့်မယ်ဆိုရင်လက်ကြစနစ်နဲ့ဟန်စီဘလစ်က၃နှစ်စတိုင်မျိုးပေါ့နော်။ကုပါစီကိုအနာပေးပြီးတော့မှသူတို့ရဲ့အသင်းကောင်းဆောင်ရော့နဲ့အာရူဟုကိုပြန်လဲအသုံးပြုလာတယ်။ဒါအာရူဟုကိစ္စနဲ့ပတ်သက်ပြီးပြောမယ်ဆိုအာရူဟုကကျွန်တော်တို့ပြီးသွားတဲ့ပွဲတွေမှာရေရဲကစားသမားအဟောင်းတွေကအစဝေဖန်ကြတဲ့ရေနဲ့ပွဲစဉ်မှာဆို။ တို့ကအာရဟုကိုဖျက်နိုင်ရင်းနဲ့ပွဲစဉ်မှာထိတ်ကစားစီချင်ခဲ့တာဒီတစ်ဖက်ကအင်ဘာပေတို့ဗီနီဆတ်တို့ကိုထိန်းဖို့တွက်ကြတော့အာရဟုရဲ့ဒီခန္ဓာကိုယ်အပိုင်းနဲ့ပေါ့နော်သူ့ရဲ့ပြေးနိုင်စွမ်းနဲ့ထိန်းလို့နိုင်မယ်လို့ဒီရေကစားသမားဟောင်းနေဖြစ်တဲ့ခရုတို့ဘာတို့ကအစပြောလာတယ်ဒါဒီတွက်ကြောက်လေဟန်စီဖီလက်ကဒီနေ့ပွဲမှာထဲသုံးတာလားလို့ကျွန်တော်ပြောမတတ်ဘူးသို့ပေမဲ့အာရဟုကကျွန်တော်ကြည့်မယ်ဆိုရင်ဒီကစားသမားတကယ်တမ်းကြတော့သူခေါင်းမှာသုံးကစားမယ်ဆိုတော်တော်လေးကောင်းနိုင်တဲ့အနေအထားမျိုးမှာရှိတယ်သို့ပေမဲ့ ချို့သောပိုင်းတွေကသူ့ရဲ့လိုအပ်ချက်တွေကျွန်တော်တွေ့ရတယ်ဒါဒီနေ့ပွဲမှာကျတော့ဆိုးဝါးကြီးမဖြစ်နေပါဘူးကောင်းဆုံးနေထားတည်းမှာစီးနေတယ်ဒီလောက်ပဲကောင်းနိုင်မယ်လို့လည်းကျွန်တော်ထင်တယ်ပြောမှဆိုရင်သူ့ရဲ့ဒီနောက်တန်လေးယောက်ကျော်ကြည့်မှဆိုရင်ဒီနေ့ပွဲမှာခွန်ဒေးရဲ့ရော်နယ်အာရူဟူရဲ့ပြီးတော့မှအဲလီကာစီယာရဲ့ပြီးတော့မှဘဲဒေးရဲ့ကစားတယ်ကွင်းလဲမှာကျွန်တော်တို့ရဲ့အဓိကကစားသမားပထွေမပါဘူးဒါပြောမှဆိုဒီနေ့ပွဲစဉ်ရဲ့တန်ဖိုးကိုပွဲရဲ့တန်ဖိုးထိုင်ဖို့ကစားသမားမပါလာခြင်းကဘာစီလိုနာရဲ့ကစားပုံကငိုလောက်ထိကျွန်တော်ကြည့်လို့မကောင်းတော့တာ ဒါအမှန်တိုင်းပြောလို့ရှိရင်ဒါပတ်တွေ့ချောက်လို့ကျွန်တော်ပြောလို့ရတယ်ပတ်တွေ့မပါလာခြင်းကဘာစီလိုနာကစားဖို့တော်တော်လေးကိုထိခိုက်တယ်ပတ်တွေ့နေရာမှာအစားဝင်ကစားတဲ့ကာဆာတို့ကလည်းဒီလောက်ထိမတူကစားဖို့မတူတဲ့အနေထားမှာကျွန်တော်တို့ကဘလုံးမပြောလို့မရအောင်ပတ်တွေ့ဆိုရင်ငူကာလာစီကျွန်တော်ဖြစ်နိုင်မှာဆိုတလားခွဲလောက်ထိအနိုင်ယူသွားရနိုင်တဲ့အနေထားရှိနေတယ်ဒီအတွက်ကြောင့်ပတ်တွေ့မပါတဲ့အတွက်ဘာစီလိုနာရဲ့ကွင်းလေကကျွန်တော်ကာဆာတို့ရဲ့ကျွန်တော်ဖရန်ကီဒီချောင်းရဲ့တွဲပြီးတော့မှဒီနောက်ချန်တိုက်စစ်နေရာမှာနံပါတ်30ရိုးမှာကြတော့ဖာမင်လိုပတ်ကစားတယ်တခြားတိတ်လေးကတော့ကျွန်တော်ကြောပြောစရာမလိုဘာကြောက်လဲအားလုံးသိပြီးသားပဲ family လောက်ပကတကယ်ကိုစိတ်ရောကိုပါနှစ်ပြီးတော့မှကစားတဲ့ကစားသမားမျိုးရာဖိညာရုစတိုင်မျိုးဒီနေ့ပွဲမှာဆိုလဲအထူးခြေစွမ်းပြခဲ့တယ်တကယ်လဲကောင်းခဲ့တဲ့ကစားသမားပြောမှဆိုရင် family လောက်ပပြီးတော့တိုက်စစ်၃ရောက်မှကျွန်တော်ကအထောင်တိုက်စစ်မှုနေရာမှာကျတော့ကျွန်တော် final total ထက်ကစားပြီးတော့မှကျွန်တော်ဒီဘဲဘက်ချာမှာ marker rafo ပြီးတော့ဒီဘဲညာဘက်ချာမှာကျတော့လူငယ်ကစားသမားလေးလာမေးရမှာဒီလိုနဲ့ကျွန်တော်ကစင်ပြန်ကစားခဲ့ကြတယ် ီလိုနဲ့ကျွန်တော်ပထမဂိုးဆိုပွဲချိန်မိနစ်ဒီ6မိနစ်မှာစပြီးတော့မှရတဲ့ကိုဒါကိုကျွန်တော်ရဲ့ဒီလူငယ်ကစားသမားလေးလာမရမှာပြောမှဆိုဒီကစားသမားကဝေဖန်မှုအောက်တိုင်းမှာရောက်နေတဲ့ကစားသမားပုံမှန်ခြေစွမ်းအောက်ကိုလည်းရောက်နေတယ်ပြီးတော့မှဘာစီလိုနာကလည်းသူ့ကိုဒီလမ်းကြောင်းမှတ်မပြောင်းအောင်ဖို့တော့ကြက်ကြက်မှတ်ကင်တွေ့တယ်ဆိုတဲ့တဲ့င်းတွေကကျွန်တော်ဇက်တိုက်တတာပြီးတဲ့နောက်ပိုင်းမှာတော့ဒီကစားသမားကကျွန်တော်ပြောရမစင်သူ့ရဲ့ဒီ girlfriend ပေါ့နော်သူ့ရဲ့ကောင်မလေးနဲ့လည်း ြတ်ဆဲသွားပြီးတရားဝင်ကြေညာလာတယ်စီလာတယ်ပြီးတော့မှသူ့ရဲ့အင်တာဗျူးတချို့တွေလည်းပိတ်သိမ်းလိုက်တယ်ပြီးတော့လေ့ကျင့်ခွင့်မှာပုံမှန်ထပ်ပို့ပြီးတော့မှစူးစမ်းတယ်ဆိုတဲ့သတင်းတွေလည်းကြားလာရတယ်ဒါအကောင်ဘက်ကပေါ့နော်သူ့ရဲ့ဒီအသင်းပေါ်ပြန်ပြီးတော့မှစက်ပြီးတော့ဆက်ရောကိုပါနှိပ်ပြီးတော့ကစားလာတဲ့စတိုင်မျိုးလေးဒီနေ့ပွဲစဉ်မှာတော့သူ့ရဲ့ငိုခြေစွမ်းမနစ်ကခြေစွမ်းမျိုးမရခဲ့ပေမဲ့လည်းပထမကိုလလပပလေးသွင်းပေးခဲ့တယ်ဒီကိုကကျွန်တော်တို့နောက်ချန်ကစားသမားဘယ်ဒီရဲ့ကွင်းလေတဲ့ကိုဆွဲတက်လာပြီးတော့မှသူ့ခင်းပေးတဲ့လုံးလေးဒီကိုကစားသမားကဒီခန်းစင်းနှစ်ဦးကိုထွေးပြပြီးတော့မှလလပလေးကံသွင်းတာ တကယ်လည်းလာခဲ့တဲ့ဂိုးလေးပါဒီနေ့ပွဲစဉ်မှာဆိုသူ့အနေနဲ့ကန်သွင်းချက်တော်တော်များရတယ်နောက်ပိုင်းပွဲချိန်တွေမှာဆိုရင်ကန်သွင်းချက်တော်များကအမြင့်နဲ့တအားဖြစ်ပြီးတော့မှဂိုးမရခဲ့ဘူးဒီတကိုးပဲသူဒီနေ့ပွဲမှာရရှိခဲ့တယ်ဒါပြောမှဆို PR အောင်ကနေဒီဂိုးတကိုးရရှိလိုက်တာကလည်းကစားသမားရဲ့ဘလို့မဆိုသူ့ပေါ် PR တွေနည်းနည်းလေးပြန်ပေါ်သွားတဲ့အနေအထားမျိုးဖြစ်လာဒါနဲ့ကျွန်တော်ဒီတကိုးရပြီးတော့တိတ်မကြခင်မှာပဲဒုတိယကိုထပ်ပြီးတော့ရတယ်ပွဲချိန်3မိနစ်ပဲကြာမယ်ဒီ3မိနစ်မှာရရှိတဲ့ဂိုးကလေးကြတော့ကျွန်တော်တို့ရဲ့ဒီ Taximu Fernando Torres ဝင်ပြီးတဲ့ဂိုးဒီဂိုးဆိုရင်ကျွန်တော်တို့ရဲ့ဒီကွင်းလဲမှာအထူးချီးစွမ်းပြနေတဲ့ Famin Lopez က ဘယ်ဘက်ခြမ်းကနေဖြတ်ခင်ပေးတဲ့လုံးကိုဖာနန်တော်ရကပိတ်သွင်းပြီးတော့မှကျွန်တော်ဘာစီလိုနာကဒီပွဲချိန်17မိနစ်မှာပဲ2-0ဆိုတဲ့ရလနဲ့ဦးဆောင်တယ်ကျွန်တော်ထင်တာပွဲကဂိုးတွေထပ်ပြီးတော့ပြတ်သွားမယ်လို့ထင်ခဲ့ပေမဲ့လည်းတစ်ဖက်သင်ကကျွန်တော်တို့ကိုဒီလိုမထင်တဲ့အနေအထားနေမှာဒီဒမြန်တိုက်စစ်တွေကနေဒုက္ခပေးလာတာဒီပွဲချိန်ကျွန်တော်တို့ဒီပထမပိုင်းပြီးခဲ့ဒီမှာဆိုရင်ဒီကျွန်တော် highlight မြင့်တဲ့အနေအထားနေကောင်တာပေါက်ပြီးတော့မှသူတို့တစ်ဖက်ကနေကျွန်တော်တို့ခြေပါကိုတကူသွင်းတယ်ဒီကိုဆိုအင်မတန်မလာတဲ့ကိုလေး တော်တော်လေးကိုလာတော့ drone နဲ့အာရုဘလို့မှပိတ်ထားလို့မရတဲ့ဂျားတွေကနေအကျင်တောက်လေးကိုလမ်းကပ်ပြီးတော့မှခြေပောက်ကိုရစီခဲ့တယ်။ပြောမလို့သူတို့ကဒီခြေပောက်ကိုသိမိတော့ဒီတိုက်စစ်မှုကနောက်ပိုက်ပွဲချင်းနေမှာလေဘာစနော်ရဲ့ဒီဂိုဘာဒန်ထိတာတွေတော်တော်လေးကိုချိန်ချောက်သေးတယ်။တစ်ဖက်တည်းဆိုတာဂိုဘာဒန်နောက်ထပ်နှစ်ချိန်ထပ်ထိတယ်။ဂိုတိုင်ထိတဲ့လုံးတွေပေါ့။ဒါတွေကိုကျွန်တော်ပေါင်းမယ်ဆိုဒီပွဲကသိရင်ရလနဲ့ခက်မသိရင်ကျွန်တော်တို့ရောဘလို့လဲပြန်ပြီးတော့မှဂိုဘောက်ချိန်ချောက်မှုတွေကတစ်ဖက်တည်းကပုံများတဲ့အနေထားမှာကျွန်တော်တို့ခက်မသိရင်ပြန်ဆုံးသွားတဲ့အနေထားမျိုးတွေဖြစ်လာတယ်။ဒါပေမဲ့လည်းဆုံးသက်မှာတော့ဘာစနော်က3-1ဆိုတဲ့ရလနဲ့ပေါ့နော်။ ဒါနဲ့ပထမပိုင်းပြီးတယ်ပထမပိုင်း2-1နဲ့ပြီးပြီးတော့ဒုတိယပိုင်းပြန်စတော့ကျွန်တော်မိနစ်60နဲ့10မိနစ်မှာမာကာရာဖိုကထပ်သွင်းတယ်ဒါရက်ဖိုကိုကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်အမြဲတမ်းပြောပါတယ်အစားလည်းပြောတယ်ရက်ဖိုကနောက်ပိုင်းတော်တော်လေးကောင်းလာတယ်သို့ပေမဲ့သူကကျွန်တော်ဟုတ်အရင်ဗီဒီယိုတွေမှာပြောဘူးသလိုသူကောင်းတဲ့ပုံစံကဘာစီလိုနာရဲ့ဒီကစားပုံဒီထဲမှာကောင်းတာမဟုတ်ဘူးတူတယောက်တည်းထုံထွက်နေတဲ့စတိုင်မျိုးသင်းသန့်ကစားတယ်ဗျာကျွန်တဲ့ဒီကိုယောက်ကသင်းသန့်ကစားတယ်သူတယောက်တည်းကသင်းသန့်ကစားဒီလိုစတိုင်မျိုးဖြစ်နေတယ်သူကဘာစီလိုနာရဲ့အံဝင်ခွင့်ကြားကစားတဲ့စတိုင်ထဲမှာမရှိနေဘူး ဒါကျွန်တော်ဟိုအိမ်ကလည်းပြောဘူးတယ်ဒါတော်တော်များသတိထားမိတော့သိလိုက်မယ်သူ့ style တမျိုးဒါပေမဲ့လည်းသူ့ကိုမကောင်းလို့တော့ပြောတော့ကြာသူ့တူတွေကြာတော့သူ့ဘာသူကောင်းတယ်ဒါပေမဲ့အစင်းလိုက်စီလုံးနဲ့ကစားလို့မတတ်ဘူးတူတွေကစားတယ်အဓိကဘလုံးဆွဲပြေးတဲ့လုံးတွေပေါ့နော်ဒါသူ့ရဲ့ပုံစံတခုလို့ကျွန်တော်တို့ပြောလို့ရတယ်သူကဒီပုံစံကိုပဲအများအားသုံးလေးစီတယ်လင်မြန်တဲ့အစဲဟုံနဲ့ပြေးမယ်ကမ်းမယ်တကယ်တမ်းလည်းသူသွင်းသွားတဲ့ကိုလေးကတော်တော်လေးလဲလာတဲ့ကိုခန်းစစ်ကစားသမား၂ယောက်ကိုခောက်ပြီးတော့မှလမ်းကန်သွားတဲ့ဘယ်ချင်းနဲ့ကန်တယ်လို့ဘာဒန်တိုက်ပြီးတော့ကိုရဲကိုလေးတကယ်ကိုလာခဲ့တဲ့ကိုလေးသူသွင်းပြီးတယ်သူကကောင်းတဲ့ကစားသမားပဲ ဒါကျွန်တော်ပြောသလိုပေါ့ဒီအသင်းနဲ့စီလုံးမရှိတာလေးတစ်ခုပဲဒါကလေတစ်ခါလေကျွန်တော်ပြန်တွေးပြီးတော့ဟန်စီဖီလစ်လိုချင်တဲ့ပုံစံနဲ့မှာဟန်စီဖီလစ်အသုံးလို့တတ်တဲ့အနေအထားမျိုးရှိတယ်။ဘာကြောင့်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့နောက်တန်းကအားနေတယ်ဒါဒီနေ့အမှအားနေတာမဟုတ်ပွဲတိုင်းအားနေပါလားသို့ပေမဲ့လေဒီနောက်တန်းကဒီနေ့မှကျွန်တော်ကောင်းတဲ့ဘက်ကကြည့်ရမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒါတိုက်လောင်ဘောတွေတင်တဲ့လုံးလေးတွေဒါမနစ်ကကျွန်တော်အသင်းရဲ့အဓိကခံစစ်ကစားသမားဖြစ်တဲ့မာတီနက်စီနေတဲ့အချိန်မှာမြင်တွေ့ခဲ့ရတဲ့ဘောမျိုးတွေမာတီနက်စီတဲ့အချိန်ဒီမှာဒါတိုက်လောင်ဘောတွေကမကြမကြပါစီနော်ရတယ်ဒီလုံးတွေကိုကျွန်တော်ရဲ့တိုက်စင်မိုဂရာဖီညာအကောင်းဆုံးဆုံးသက်ပေးတာလေ အဒီနေ့ပွဲပစင်မှာတချို့သောအလုံးလေးတွေဒီလိုမျိုးကျွန်တော်တို့နောက်တန်းကနေပြန်တွေ့လာဒါကအစိုးရရဲ့အကောင်းပဲကျွန်တော်တို့ခန့်စစ်ကဒီထက်ကောင်းလာဘူးမရှိဘူးဒီရာဒီမှာလည်းကျွန်တော်တို့အများကြီးမျှော်လင့်လို့မရဘူးဒါပွဲတိုင်းလို့ပြောဖြစ်တဲ့စကားပဲဒီတွက်ဒါပေမဲ့တော့ဒီနေ့ပွဲစင်မှာဒီလိုလေးမြင်လာတာတော့နည်းနည်းလေးကျွန်တော်တို့အစိုးရရဲ့အကောင်းဖြစ်တယ်ဒါကမက်ကရိုဖုန်းနဲ့ light တွေလို့ကျွန်တော်မြင်မိတယ်ဒီလိုနဲ့ကျွန်တော်3-1ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ပွဲကသူတပြန်ကိုတပြန်ကစားတဲ့အနေထားပဲဖြစ်လာတယ်ကျွန်တော်တို့မြင်များစားပြောစရာမလိုနောက်ပိုင်းကျတော့ကျွန်တော်ရဲ့ဒီလူစားလက်မှုတွေစီလာတယ် ဝိုင်းတိုက်စစ်မူလီမနော့စကီဝင်ကစားတဲ့ပြီးတော့မှဒန်နီအိုမိုဝင်ကစားတဲ့လူငယ်ကစားသမား၂ဦးဖြစ်တဲ့ဒီယိုဖာနန်ဒန်နဲ့ဒီကျွန်တော်ရိုနီဗာချီဒီကစားသမား၂ဦးလုံးဝင်ကစားတယ်ဒါပေမဲ့ပွဲကအများကြီးပြောင်းလဲမှုမရှိတော့ဘူးတာမန်အသင်းနဲ့အသင်းကန်တဲ့စတိုင်မျိုးပဲကြုံမြင်ရတယ်ကစားပုံကအားရကျဉ်တဲ့အနေအထားမျိုးတစ်ခုမှမရှိဘူးဒါကပြောမှဆို PR အောက်ကဘာစီလိုနာတင်ကဒီနေ့ပွဲသူ့ရဲ့နိုင်သွားတာကလည်းဒါအစိုးရအကောင်းလို့ပဲကျွန်တော်ပြောမယ်ဒီပွဲစဉ်လာလီကာ၁၁မှာရေးမှတ်တဲ့တင်ကသူ့ ပွဲစဉ်ကိုသူအနိုင်ကစားသွားတဲ့အတွက်ဘာစီလိုနာကိုစစ်မှတ်ထိပြတ်တာလေဒါကဘာစီလိုနာအနေနဲ့ဘလုံးဆိုဒီ PR စီးနေတယ်ဒီနေ့ပွဲစဉ်မှာလုံးဝမဖြစ်မနေအနိုင်ကမ်းမဲ့ပွဲဒီလိုပွဲမျိုးကိုဘာစီလိုနာကလုံးဝဘလို့လဲကစားပုံစိုးွားနေတဲ့အချိန်အောင်အနိုင်ကစားသွားတာကဒါသူ့ရဲ့ PR နည်းနည်းလေးကင်းသွားတယ်အခုနေ့ထားမှဆိုရင်ကျွန်တော်အထက်အသင်းကိုရေမရက်ကိုဒီချိန်မှာငားမတ်ပဲပြတ်တဲ့အနေထားစီးလာပြီဒါပြောမယ်ဆိုရင်တော့ပုံစံကောင်းတစ်ခုမရှိပေမဲ့လည်းအနိုင်ကစားနိုင်ခဲ့တာ ਉਹ ပဲကျွန်တော်ကချီချူရမယ့်အနေထားမျိုးဖြစ်နေတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်ချုပ်မိကြည့်ရမယ်ဆိုရင်ဒီလာမယ့်ရက်မှာ သူရဲ့မူလခြေစွမ်းမရပါပဲလေနည်းနည်းလေးတိုးတက်တဲ့ရဲ့ရောင်မျိုးကျွန်တော်တွေ့ရတယ်ပြီးတော့မှကျွန်တော် market ruffle ruffle ကတော့ဒါတော်တော်လေးကောင်းတဲ့ကစားသမားတွေမှာကျွန်တော်ပါတယ်ဒါပေမဲ့အသင်းနဲ့စီလုံးမရှိတာတခုရှိမယ်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီ farming lobat farming lobat လေးကိုကြည့်မယ်ဆိုရင်ဒီ ruffle ရဲ့အလုံးဆိုလဲသူညာဘက်ခြမ်းနေလမ်းပြီးတော့မှတင်တဲ့လုံးလေ ruffle ကတော့မှခန်းစစ်ကစားသမားနှစ်ဦးကိုလိတ်ပြီးတော့မှသွင်းတဲ့လုံးတော်တော်လေးလားတဲ့လုံးဒီတော့ကြောင့် farming lobat ကဒီနေ့ပွဲစဉ်မှာဆိုရင်ခြေစွမ်းပြခဲ့တဲ့အကောင်းဆုံးဖန်တီးမှုနှစ်ချိန်ပြုလုပ်ပေးခဲ့တယ် ဒါတခြားတိတ်လျက်တကယ်နောက်ဆုံးဘာစီလိုနာတွတ်သူကစားခဲ့တဲ့သုံးပွဲကိုကြည့်ရမယ်ဆိုရင်ဂိုးပောင်ဝင်ပတ်သက်မှု6ချိန်ထိစီလာတဲ့ကစားသမားပြောမဆိုရင်ဒီအိုလံပီနာကိုနဲ့ချန်ပီယံလိပွဲစဉ်မှာဆိုရင်3ဂိုးစုတယ်ပြီးတော့မှကျွန်တော်ရေမက်တဲ့နဲ့ပွဲမှာ2ဂိုးစုတယ်ပြီးတော့ဒီညပွဲမှာသူက2ဂိုးဖန်တီးတယ်ဒီအတွက်ကြောင့်ဒီကစားသမားကပြောမဆိုပုံစံကောင်းတစ်ခုမှစီလာတယ်ကြာလာရင်ဒန်နီအိုမိုရောနေရာရဖို့နည်းနည်းလေးရုန်းကန်ရတဲ့အနေထားမျိုးလို့ကျွန်တော်မြင်မိတယ်မိပြောရရင်တော့ဘာစီလိုနာအနေနဲ့တရားဒီအများကြီးမျှော်လင့်လို့မရဘူးဒီခန့်စစ်ကိုပိုကောင်းအောင်တိစောက်ဖို့လိုအပ်တယ်ဒါကစားသမားဖြစ်တင်တဲ့ပိုင်းတွေကတော့ဒီနားလို့တယ်ဟိုနားလို့တယ်ကျွန်တော်တို့က ပြောချင်ပေမဲ့ဒါပြောစရာလည်းမလိုတဲ့အနေထားဖြစ်တယ်။ဘာကြောက်လဲ။ကိုယ်တင်ကစီရင်ဆွဲကစားသမားတွေတော့ဒီမတ်ပုံတင်မဲ့ကိစ္စပိုင်းမှာလုံးဝတိုင်ပတ်နေတဲ့အနေထားဆိုတော့ဒီနားလိုအပ်ပါတယ်ဒီနားဖြစ်တင်ပါဆိုတော့ကျွန်တော်ပြောစရာမလိုတဲ့အနေထားမျိုးဖြစ်နေပြီ။စီရင်ဆွဲလူနဲ့ပဲသွားမယ်ဒီရဒီကတော့ဘာမှအများကြီးမျောလင်းလို့မရဘူးလို့ကျွန်တော်မြင်မိတယ်။ဘာဆိုနာဖန်နေနဲ့ရောဒီညပွဲစဉ်ပေါ်ဘယ်လိုမြင်မိလဲ။ကျွန်တော်ကုမလေးတမမတ်ချက်ရေးသွားကြနိုင်မှာ။ဒါနဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုဒီနေ့မှကြည့်တဲ့ညီကိုမိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe လုပ်ထားသူဆိုရင် subscribe လေးလုပ်သွားကြဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်တယ်ပြီးတော့မှကျွန်တော်ရဲ့ Facebook ပေးဖြစ်တဲ့ yet about football ပေးလေးကိုလည်း follow and like လေးများလုပ်သွားပေးကြဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်စီပါတယ်